ကိုရိုင်းတီတာကြီးတရားဝီခိုင်မြို့တုခြေဖုဘဌာနတွင်ကမ္ဘာလုံသမားနှင့်အထိမ့်မှအသိပညာပေးတော်ရှိုးကိုမေလာတရရက်နေ့ညနေ3:00နာရီကကျင်းပခင်ရခိုင်ပြည်စေယုံမှဦးစီယာရှိဒေါ်အီအောင်နှင့်စိုင်းစီယာအောင်ကျော်လင်းတရားဝီတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆရာရှင်။ဟုတ်ကဲ့မင်္ဂလာပါဆရာမ။ဟုတ်ကဲ့ပါဆရာ။ ကဘာလုသမားနေတမတ်ပေးခဲ့ပုံကိုရှင်းပြပြကြပါဦးဆရာရှင်ဟုတ်ကဲ့ကဘာလုသမားနေအထိတ်မှတ်ပြင်ကဘာလုသမားနေကိုမိသေးခေါ်တဲ့အလုသမားနေဖြစ်ကဘာအလုသမားလူရန်စားတရားနေပြီးတော့နိုင်ငံရေးသဘောတရားအရအလွန်အရေးပါတော့နေကြီးဖြစ်တမတ်ခဲ့တယ်ရှင်းနှစ်ပေါင်းများစွာကတည်းကအလုသမားတွေကိုပစ္စည်းမဲ့လူရန်စားဖြစ်ဖိနှိပ်ချုပ်ချယ်ခဲ့ရနေပြီးတော့အရင်းရှင်စနစ်ကိုတော်လှန်ပြီးတော့အလုသမားတို့ဤအဝါကိုတိဆောက်ရန်အလုသမားများကိုတွေးစီလိုက်နာတဲ့နေ့ဆိုလဲပဲဆိုထိုက်ပါတယ်ခင်ဗျာ မေရေပေါ်ပေါက်လာတဲ့ဖန်တီးရသောအလုပ်ရှင်နဲ့အလုပ်သမားတို့၏ပြိပခမှာ19ရာစုစမ်းမှစပြီးအမေရိကန်ပြည်အောင်စုမှာနေရန်ပြုတ်ခဲ့တာပေါ့ထိုခေတ်ကအလုပ်သမားများမှာနေဝင်မှ နေထွက်သည့်တနည်းရင်း16နာရီမှနာရီ20ကြာတဲ့အထိပင်ပန်းကြီးစွာအလုပ်ယုံဆက်ယုံမှာပါအလုပ်ဆင်ခဲ့ကြရပါတယ်ဘလောက်ထိပင်ပန်းကြီးစွာလောက်ကန်စေရပဲသူတို့ရဲ့ဘဝတွေမှာလည်းအောက်ခြေလူရန်စားဖြင့်လူစင်မမီခဲ့ပါဘူး သူတို့ရဲ့နေရေးထိုင်ရေးနဲ့ကျန်းမာရေးမျိုးစာတို့ကိုလည်းအစဉ်တန်းနှိမ့်ချခဲ့ပါတယ်။ဤကဲ့သို့အလုသမားတို့၏ဘဝကိုဆိုးဝါးပြီးတော့ရဝါထင်ထင်ရင်ဆိုင်ရသောအလုသမားခေါင်းဆောင်များသည်အလုသမားများ၏တက်တာချောင်ချီစီရန်အတွက်အလုရှင်များထံမှအရေးဆိုခဲ့ကြတာပေါ့။1820ပြည့်နှစ်မှ1840ပြည့်နှစ်လောက်ထိအလုသမားခေါင်းဆောင်များကတနေ့လင်အလုချိန်10နာရီကန့်တတ်ထားဖို့တောင်းဆိုခဲ့ပါတယ်။သို့တော့အလုရှင်တွေကအလွယ်တကူမလိုက်ရောခဲ့ပြီလား။ အလုတ်ချိန်ရှော့ပေါ်ရေးအတွက်တိုက်ပွဲဝင်သောအလုတ်သမားများကိုဖမ်းဆီးနှိပ်ကွပ်ခြင်းခံခဲ့ရတယ်။အလုတ်သမားအင်အားစုကလည်းပဲအလျှော်မပေးဘဲဆက်လက်ကြိုးပမ်းခဲ့တယ်။ထိုချိန်မှစပြီးတော့အလုတ်သမားတို့၏တိုက်ပွဲကအင်္ဂလန်၊ဂျာမနီပြင်သစ်နဲ့ဩစတြေးလျတိုက်တို့ပင်ကူးဆက်သွားခဲ့ကြတာပေါ့နော်။1884ခုနှစ်မှာအမေရိကန်အလုတ်သမားများအဖွဲ့ချုပ်မီလာကန်မှာ1886ခုမေလ1ရက်နေ့မှာစ၍တနေ့လင်အလုတ်ချိန်၈နာရီသာအလုတ်လုပ်ရန်ဆုံးဖြတ်ခဲ့ကြတာပေါ့။ အလုသမားဖွဲ့အကွမ်းများကိုလည်းပဲထိုသို့ဆုံးဖြတ်ချက်တိုင်းအောင်မြင်တဲ့အထိတိုက်ပွဲဝင်ရန်ညွှန်ကြားချက်များပေးပို့ခဲ့တယ်။အလုသမားပေါင်းများစွာတို့ကလည်းဤညွှန်ကြားချက်တိုင်းဆောင်ရွက်ရမှာတစ်ဖက်ကအစွမ်းကုန်ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံခဲ့ရပြန်တယ်။အချို့ကတော့အလုံးမထုတ်ပယ်ခြင်း၊အချို့ကထောင်ကျတယ်၊တေးကျပျက်စီးတဲ့အထိကိုအလူးလဲခံခံစားခဲ့ရကြပါတော့။နောက်ဆုံးမှာအလုသမားတို့ရဲ့အရေးကလည်းပဲအောင်မြင်မှုရရှိသွားခဲ့တာပါ။ 1889ခုနှစ်ပါရီမြို့မှာကျင်းပတဲ့အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ်တို့ဤဒုတိယညီလာခံမေလာတရက်နေ့ကိုကမ္ဘာအလုံးသမားနေ့ဖြစ်သတ်မှတ်ပေးခဲ့ရတယ်။အဆိုပါဆုံးဖြတ်ချက်အရနှစ်စဉ်မေလာတရက်နေ့တိုင်းတွင်အလုံးသမားကောင်းဆောင်အသီးသီးတို့ကအလုံးသမားနေ့များကိုဟောပြောခြင်းစားတဲ့အထိတ်မှတ်ပွဲတွေမှာကျင်းပခဲ့ကြတာပေါ့။ကမ္ဘာအလုံးသမားနေ့များတွင်အလုံးသမားများအားလုံးသည်လောကအပြည့်နှင့်အားလက်ခွင့်ရခဲ့ကြတာ ယခုကကမ္ဘာအလုံသမားနေ့ကိုမြန်မာနိုင်ငံအပါဝင်နိုင်ငံပေါင်းများစွာက အများပြည်သူရုံပရက်ဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးကမ္ဘာအလုံသမားနေ့နဲ့ပတ်သက်ပြီးအသိပညာမျှဝေပေးတဲ့အတွက်ဆရာအထူးပဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကျေးဇူးပါဆရာမဟုတ်ဆိုပါတော်ရှုဆွေးနွေးမှုတို့ကို Surety Page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်